လုံးဝနလန်ထူမှာမဟုတ်တော့တဲ့ရုရှားရေတပ်ပင်လယ်နဲ့ထဲကနေယူကရိန်းကိုကြောက်လို့တိတ်တိတ်ကလေးစုပ်ခွာနေရပြီဒီတခါယူကရိန်းကရုရှားကိုနောက်ထပ်အံ့အားသင့်စရာ တိုက်ခိုက်မှုကြီးတစ်ခုထပ်လုပ်ခဲ့ပါတယ်ဒါဟာအကြီးစားဖြတ်စည်းရေးစစ်ဆင်ရေးတစ်ခုပါပဲတစ်ချိန်လုံးကပင်လယ်နဲ့ရဲ့အုပ်ဆိုးရှင်ဖြစ်ခဲ့တဲ့ရုရှားရေတပ်ဟာအခုဆိုရင်ပြိုလဲပြီးတော့မသိအောင်တမဲရုံးကန်နေရပါပြီသူတို့ရဲ့သင်္ဘောတွေနစ်မြုပ်တာစိတ်ကန်းတွေထဲမှာပိတ်မိတာဒါမှမဟုတ်ထွက်ပြေးခဲ့ကြရတာတွေဖြစ်နေပါတယ် ်ယူကရိန်းဟာသူ့မှာရှိတဲ့အရင်းအမြစ်အနည်းချင်းနဲ့ဒီလိုကြီးမားတဲ့ရုရှားရေတပ်ကိုဒူးထောက်စေခဲ့တာပါကာချ်တရားကနေစီဗက်စတိုပိုအထိပင်လယ်နက်ကမ်းရိုးတန်းကနေခရိုင်းမီးယားဒေသရဲ့စစ်စခန်းတွေထိတိုက်ခိုက်မှုတွေဟာမရမနာဖြစ်ပေါ်နေသေးပါပဲဒရုန်းတွေနဲ့အဝေးပစ်ဒုံးကျည်တွေဟာရုရှားကဘေးကင်းတယ်လို့အရင်ကယူဆခဲ့တဲ့ရေပြင်တွေအထိပါရောက်ရှိလာနေပါပြီဒီဗီဒီယိုမှာတော့ရုရှားရေတပ်ပြိုလဲခဲ့ရတဲ့နောက်ခွဲကအကြောင်းရင်းကိုဆွေးနွေးသွားပါမယ် ်ယူကရိန်းကသူ့ရဲ့အောင်ပွဲဗျူဟာကိုဘယ်လိုတိစောက်ခဲ့လဲပြီးတော့အခုပင်လယ်နက်မှာဘသူကအသာသီးရနေလဲဆိုတာကိုပြောပြပါမယ်ပထမဆုံးအနေနဲ့ယူကရိန်းဘက်ကတရားဝင်ထုတ်ပြန်ချက်တွေကိုကြည့်ကြရအောင်ပါယူကရိန်းရေတပ် drone တွေရဲ့ဖိအားပေးမှုကြောင့်ရုရှားပင်လယ်နက်ထဲကရေတပ်ဟာလုံးဝနှိပါအသုံးမဝင်တော့ပါဘူးယူကရိန်းရေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရိုပလန်ချွတ်ကလူမဲ့လေယာဉ်တွေရဲ့ချိန်ချောက်မှုဟာအလွန်ကြီးမားတဲ့အတွက်ရုရှားဟာသူ့ရဲ့စစ်သင်္ဘောတွေကိုပင်လယ်ပြင်ကျယ်ထဲဆီလွတ်ဖို့ မူလစီစဉ်ထားတာတွေကိုဖျက်သိမ်းခဲ့ရတယ်လို့ပြောပါရယ်စစ်ပွဲစားရုံးကအိုဒက်စာကန်ရန်နာမှာမြင်ရတဲ့ရုရှားသင်္ဘောတွေဟာအခုဆိုရင်ပင်လယ်ထဲမှာလုံးဝမမြင်ရတော့တော့ပါပဲစီဗက်စတိုဘိုမှာရှိတဲ့အဓိကစစ်စခန်းဟာလည်းလုံခြုံမှုမရှိတော့တာကြောင့်ရုရှားတွေဟာရှေ့ဘက်ကို ပိုဝေးတဲ့ Novorossiysk စိုက်ကန်းကိုစုခွာသွားခဲ့ပြီလို့သူကမှတ်ချက်ပြုပါရယ်ဒါပေမဲ့အဲ့ဒီနေရာဟာလည်းလုံးဝဘေးကင်းတယ်လို့မဆိုနိုင်ပါဘူး အန်ရဲချက်ပြမှုတွေရရှိတဲ့အခါသင်းမောတွေဟာစိတ်ကန်းကနေထွက်ခွာပြီးမဲ့ပင်လယ်ပြင်ကျယ်တဲကိုမထွက်ရဲကြပါဘူး။ဘာလို့လဲဆိုတော့ယူကရိန်းရဲ့ရေတပ် drone တွေကအဲ့ဒီနေရာမှာလည်းလှုပ်ရှားနေလို့ပါပဲ။အခုဆိုရင်ရုရှားရေတပ်ဟာရုပ်ပိုင်းရရောစစ်ဗျူဟာရပါလေဖြတ်နေတယ်လို့ဖြစ်နေပါပြီ။ဒီအချိန်မှာစဉ်းစားကြရအဓိကမေးခွန်းကတော့ရေတပ်တောင်မရှိတဲ့ယူကရိန်းကအင်အားကြီးတဲ့ရုရှားပင်လယ်နဲ့ရေတပ်ကိုဘလို့အနိုင်ယူခဲ့တာလဲဆိုတာပါပဲ။2022ခုနှစ်မှာစစ်ရေးလေလာတုံးသက်သူတွေကြမှာ ရုရှားကောင်းဆောင်ဗလာဒီမာပူတင်ရဲ့စစ်တပ်ဟာလေကြောင်းရေကြောင်းနဲ့စစ်မြေပြင်မှာယူကရိန်းတပ်ဖွဲ့တွေကိုအလွယ်တကူချေမှုန်းနိုင်လိမ့်မယ်လို့သတ်မှတ်ခဲ့ပုံရပါတယ်။ဒါ့ပြင်မဲ့အမေရိကန်နဲ့အနောက်နိုင်ငံတွေစီကငွေကြေးကူညီနဲ့လက်နက်တွေအများပြားရရှိလာတာနဲ့မျှယူကရိန်းဟာရုရှားနဲ့ထိတ်တိုက်ရင်ဆိုင်နိုင်ခဲ့ပါတယ်။ပင်လယ်ပြင်မှာတော့ယူကရိန်းတွေကပိုပြီးကြီးမားတဲ့အောင်မြင်မှုတစ်ခုရရှိခဲ့ပြီးကမ္ဘာတစ်ဝှမ်းကရေတပ်တွေအတွက်သင်ကန်းစာရောတတိပေးချက်ပါဖြစ်စေမဲ့လက်နက်နဲ့နှီးပြူဟာပိုင်းဆိုင်ရာတော်လှန်ရေးတစ်ခုကိုပါစတင်ခဲ့ပါတယ်။ ဥပမာအဖြစ်ယူကရိန်းရဲ့ပထမဆုံးဂံတဝင်အောင်မြင်မှုဖြစ်တဲ့မော့စဖာစစ်သင်္ဘောနေမြုံမှုကိုကြည့်ပါ၂၀22ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာကျူးကျော်မှုစတင်ကြတဲ့ကပင်လယ်နဲ့ရေတပ်ရဲ့အဓိကသင်္ဘောဖြစ်တဲ့မော့စဖာဟာယူကရိန်းကိုရုရှားရဲ့ရေတပ်စစ်ဆင်ရေးတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။သူ့ရဲ့အကြောကြားဆုံးလှုပ်ဆောင်ချက်ကတော့မဟာပြူဟာမြောက်ယူကရိန်းရေတပ်စခန်းတစ်ခုဖြစ်တဲ့ Snake Island မြွေကျွန်းကိုသိမ်းပိုက်ခဲ့တာပါပဲ။သင်္ဘောရဲ့ခိုင်မာတဲ့ကာကွယ်ရေးစနစ်တွေနဲ့ ယူကရိန်းကမ်းရိုးတန်းကနေမိုင်60ကျော်กว่าမှာလှုပ်ရှားနိုင်စွမ်းနေကြောင်းရုရှားရဲ့တတိယအကြီးဆုံးတိုက်ပွဲဝင်စစ်သင်္ဘောဖြစ်တဲ့ Moskva ကိုယူကရိန်းတို့အနေနဲ့တိုက်ခိုက်ဖို့မဖြစ်နိုင်သလောက်ပါပဲ။ဒါပေမဲ့ယူကရိန်းတွေဟာရေဒါနဲ့အမေရိကန်ကပေးတဲ့ထောင်လိုင်းရေးအချက်လက်တွေကိုပေါင်းစပ်အသုံးပြုပြီး Moskva ရဲ့တည်နေရာကိုအတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်ကမ်းခြေခြေဆိုင်ဒုံးကျည်ပြစ်လွတ်စနစ်ကယူကရိန်းထုတ် Neptune သင်္ဘောဖြတ်ဒုံးကျည်နှစ်စင်းကိုပြစ်လွတ်ခဲ့ပြီး Moskva ကိုထိမှန်ဖျက်ဆီးခဲ့ပါတယ်။ ဒါဟာ1904 1905ရုရှားဂျပန်စစ်ပွဲကလေးကရုရှားရဲ့အကြီးအကဲသင်္ဘောကြီးတစ်စင်းပထမဆုံးအကြိမ်ဆုံးရှုံးမှုဖြစ်ခဲ့တဲ့အပြင်ဒုတိယကမ္ဘာစစ်နောက်ပိုင်းအကြီးဆုံးစစ်သင်္ဘောနှိမ်ယှဉ်မှုလည်းဖြစ်ခဲ့ပါတယ်။ရုရှားရဲ့ရည်တက်ဟာပင်လယ်ပြင်ကျယ်မှာပုံမိုလုံခြုံလိမ့်မယ်လို့မျှော်လင့်ခဲ့ပေမဲ့ယူကရိန်းတွေကလက်နက်အသစ်တွေနဲ့သူတို့ရဲ့သင်္ဘောတွေကိုစတင်လိုက်လံတိုက်ခိုက်ခဲ့တဲ့အခါအဲ့ဒီမျှော်လင့်ချက်တွေပြတ်ပြဲသွားခဲ့ပါတယ်။2022ခုနှစ်ຫນွေဥရာသီမှာအကူအညီအနှဲငယ်နဲ့ယူကရိန်းတွေဟာ ကမ္ဘာပထမဆုံးတိုက်ပွဲဝင်ရေတပ်သုံးလူမဲ့လေယာဉ် UAV ဖြစ်တဲ့ Magura V5 ကိုစတင်ဒီဇိုင်းထုတ်တည်ဆောက်ခဲ့ပါတယ်။ဒီလေယာဉ်တွေရဲ့ပထမဆုံးစမ်းသပ်မှုကတော့ Crimea မှာ Russia သိမ်းပိုက်ထားတဲ့ Sevastopol ရေတပ်စခန်းကိုညာဘက်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ Sevastopol ဟာပင်လယ်နက်မှာ Russia ရဲ့အင်အားဗဟိုချမ်းမာပါပဲ။2022ခုနှစ်အော်တိုဘာလ16ရက်နေ့မနက်၄နာရီမှာအဝေးထိန်းစနစ်နဲ့ထိန်းချုပ်ထားတဲ့ Magura ရေတပ်ဒရုန်း6စီးကနေ8စီးအထိစိုက်ကန်းတွေကိုဝင်ရောက်ခဲ့ပြီး ရုရှားပင်လယ်နဲ့ရစ်တဲ့ရဲ့အဓိကသင်္ဘောအသစ်ဖြစ်တဲ့ Admiral Makarov နဲ့မိုင်းရှင်းသင်္ဘောတစ်စီးကိုပါတိုက်ခိုက်ခဲ့ပါတယ်။ရေတပ်စစ်ပွဲလေးလာသုံးသပ်သူတို့ဦးကရေတပ်စခန်းတစ်ခုကို drone နဲ့ပထမဆုံးတိုက်ခိုက်မှုဟာရေတပ်ဗျူဟာမှာအလှည့်ပြောင်းတစ်ခုဖြစ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။စိတ်ကန်းတွေကိုမလုံခြုံသေးတဲ့အကြောင်းရင်းတွေရဲ့နောက်ကွယ်မှာတော့ယူကရိန်းတွေရဲ့နီးဗျူဟာပိုင်းဆိုင်ရာတီထွင်ဖန်တီးနိုင်စွမ်းရှိနေပါတယ်။မာဂူရာ drone တွေရဲ့အောင်မြင်မှုကြောင့် ယူကရိန်းတွေဟာစီးဘေဘီနဲ့မာမီစ်လို့ခေါ်တဲ့အကွာအဝေးပို့ပြီးပြက်ခတ်နိုင်တဲ့ပင်လယ်ပြင် drone တွေကိုထပ်မံတီထွင်ခဲ့ပါတယ်။ဒီပုံပေါ်အဆင့်မြင့်တဲ့ drone တွေကိုပင်လယ်နက်ကိုမီတာ900လောက်ထိဖြတ်ကျော်ပြီးအခြေဆိုင်စခန်းအသင်းနာကရုရှားသင်္ဘောတွေကိုတိုက်ခိုက်ရမှာအသုံးပြုခဲ့ပါတယ်။စီးဘေဘီ UAV တွေကိုသင်္ဘောလေးသင်းနှိမ့်မြုပ်ဖို့ပင်လယ်မိုင်းတွေချရမှာလည်းအသုံးပြုခဲ့သလိုရုရှားကိုခရိုင်းမီးယားနဲ့ဆက်သွယ်ထားတဲ့မဟာဗျူဟာမြောက် Kach တံတားကိုတိုက်ခိုက်ရမှာလည်းအသုံးပြုခဲ့ပါတယ်။ ပြီးတော့ရုရှားကုန်းကြောင်းနဲ့ပင်လယ်ပြင်ပြစ်မှတ်တွေကိုဒုံးကျည်တွေပြစ်ခတ်ဖို့ဒုံးပြန်ပြစ်လွှတ်ဆက်တွေတင်ဆောင်ရမှာလည်းအသုံးပြုခဲ့ပါတယ်။ယူကရိန်းရဲ့ရေတပ်သုံး UAV တွေရဲ့အောင်မြင်မှုဟာယူကရိန်းတွက်ဂုံယူစရာဖြစ်ယုံတာမကပဲရေတပ်စစ်ပွဲနဲ့ပင်လယ်ပြင်မှာစစ်ရေးအင်အားချိန်ခွင်ရှာကိုပြန်လည်ပုံဖော်နိုင်တဲ့အတွေးမြင်သစ်တွေနဲ့ပြည်စည်းကရိယာသစ်တွေရဲ့အလားအလာကိုပါမိမောင်းထိုးပြနေပါတယ်။အရေးကြီးဆုံးကတော့ယူကရိန်းဟာသူ့ရဲ့ပင်လယ်နဲ့စိတ်ကမ်းတွေပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုကိုဖြိုခွင်းနိုင်ခဲ့ပြီး ပင်လယ်ပြင်လမ်းကြောင်းအစ်စ်ကနေစီးပွားရေးဆိုင်ရာသွားလာတင်မောသွားလာမှုကိုပြန်လည်စတင်နိုင်ခဲ့ပါတယ်။ဒီအကျိုးဆက်အနေနဲ့ယူကရိန်းရဲ့စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုတွေဟာစစ်မဖြစ်ခင်အဆင့်ဒီပါပြန်လည်ရောက်ရှိနေပြီး KF အတွက်အရေးပါတဲ့စီးပွားရေးအသက်သွေးကြောတစ်ခုဖြစ်လာစေခဲ့ပါတယ်။အဘက်ဘက်ကရှုံးနိမ့်နေတဲ့ဗလာဒီမာပူတင်ဟာနျူကလ িয়ার လက်နက်အသုံးပြုတာအပါအဝင်အဆုံးရောက်တဲ့နည်းလမ်းတွေကိုအသုံးပြုနိုင်တယ်လို့မကြာခဏဆိုသလိုပြောဆိုခဲ့ကြပါတယ်။တကယ်တော့ပင်လယ်နဲ့ရေတပ်ရဲ့အရှက်ရွယ်ရှုံးနိမ့်မှုကြောင့် သူကကြံရှိတဲ့စစ်သင်္ဘောတွေကိုတိတ်တဆိတ်စုပ်ခွာဖို့အမိန့်ပေးခဲ့ရပါတယ်။ရုရှားရဲ့ယူကရိန်းကျူးကျော်မှုက2014ခုနှစ်ຫນွေဥရာသီမှာခရိုင်းမီးယားကိုသိမ်းပိုက်တာနဲ့စခဲ့တာပါ။ခရိုင်းမီးယားဆိုတာရုရှားရဲ့အမျိုးသားရေးဌာနကြီးတွေထဲမှာပင်လယ်နဲ့ရေတပ်ရဲ့အဓိကနေရာလိုမျိုးစိတ်ကူးယဉ်ဆန်တဲ့နေရာတစ်ခုပါ။လွန်ခဲ့တဲ့ဆယ်သုနှစ်တွင်သိမ်းပိုက်ထားတဲ့ဒီကျွန်းဆွယ်ဟာခရမ်လင်ရဲ့ဝါဒဖြန့်ချီရေးမှာအမြဲတမ်းပါဝင်နေခဲ့ပြီးရုရှားကအင်အားကြီးနိုင်ငံဖြစ်ဖြစ်ပေါ်လာတာကိုပြသတဲ့သင်္ကေတတစ်ခုပါပဲ။ ်ပူတင်ရဲ့ရုရှားသမိုင်းမှာသူ့ရဲ့နေရာကိုဖော်ပြတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ခရိုင်းမီးယားကဒီလောက်ရေးပါနေတာကြောင့်ယူကရိန်းရဲ့မိဖက်နိုင်ငံတချို့ကအစတုန်းကဒီကျွန်းတွေကိုတိုက်ခိုက်ဖို့ဝင်လေခဲ့ကြတာပါ။ဒါပေမဲ့ယူကရိန်းတွေကတော့ဘာမှစိုးရိမ်ခဲ့ကြဖို့မပေါ်ပါဘူး။သူတို့ဟာခရမလင်ရဲ့ပြောဆိုမှုတွေကိုလှစ်လျူရှုပြီးခရိုင်းမီးယားနဲ့ပင်လယ်နဲ့တခြားမှာရှိတဲ့ရုရှားစစ်ပစ်မှတ်တွေကိုဆက်တိုက်ခိုက်ခဲ့ပါဗျ။တကယ်တော့ခရမလင်ရဲ့မီဒီယာတွေကလည်း ခရိုင်းမီးယားပေါ်တိုက်ခိုက်မှုတွေကိုသိပ်အာရုံမစိုက်သလိုရုရှားစစ်သည်မော်တွေမကြာခဏနှိမ့်ယုတ်တာကိုလည်းလှစ်လျူရှုထားခဲ့ကြပါတယ်အခုလက်ရှိပင်လယ်နက်ရဲ့အခြေအနေကတော့စစ်မဖြစ်ခင်ကနဲ့လုံးဝကွာခြားသွားပါပြီ2022ခုနှစ်ဖေဖော်ဝါရီလမတိုင်ခင်တုန်းကရုရှားပင်လယ်နက်ရေတပ်ဟာသင်္ဘောဒါသင်္ဘောများစွာပါဝင်ပြီးနေရာအနှံ့ပြားမှာအင်အားပြနိုင်တဲ့အင်အားကြီးတပ်ဖွဲ့တစ်ခုဖြစ်ခဲ့ပါတယ်အခုဆိုရင်ဒီရေတပ်ရဲ့ကာဝေးရေးပုံစံပြောင်းလိုက်ရပြီးတော့ ရေတက်ဩဇာအာဏာကိုပြသနိုင်စွမ်းလဲတိတိတတ်တာကြာဆင်းသွားပါတယ်။တူရကီနိုင်ငံကဘော့စ်ဖရက်နဲ့ဒါနယ်ဒါနယ်ဒဲလ်စ်ရေလက်ကြားတွေကိုထိန်းချုပ်ထားနိုင်တာဟာစစ်ပွဲရဲ့ရေချောင်းအခြေအနေကိုပုံဖော်ရမှာအရေးပါတဲ့အခန်းကဏ္ဍအနေပါဝင်ခဲ့ပါတယ်။ဒီရေလက်ကြားတွေကိုစစ်သင်းမော်တွေဖြတ်တန်းဝင်ပိတ်လိုက်တာကရုရှားကိုသူတို့ရဲ့ပင်လယ်နဲ့ရေတက်ကိုမြောက်ပိုင်းဒါမှမဟုတ်ပစိဖိတ်ရေတက်တွေကသင်းမော်တွေနဲ့အင်အားဖြည့်တင်တာကိုတားဆီးခဲ့ပါတယ်။ ဒီကန့်သက်ချက်ကြောင့်ယူကရိန်းရဲ့ရုရှားရေတပ်ပေါ်တိုက်ခိုက်မှုတွေရဲ့တက်ရောက်မှုကပိုပြီးကြီးမားလာပါတယ်။ဘာလို့လဲဆိုတော့မော်စကိုကဆုံးရှုံးသွားတယ်ဒါမှမဟုတ်ပျက်စီးသွားတဲ့သင်္ဘောတွေကိုအလွယ်တကူပြန်အစားထုတ်လို့မရတော့လို့ပါပဲ။ရုရှားပင်လယ်နဲ့ရေတပ်ရဲ့မဟာဗျူဟာမြောက်ပြိုလဲမှုဟာလက်ရှိစစ်ရေးအခြေအနေထက်ပိုပြီးတော့အကျိုးဆက်တွေရှိပါတယ်။ပင်လယ်နဲ့ရေတပ်ဟာရိုးရာဒလေးရဒေတာရင်းဩတာလွှမ်းမိုးမှုနဲ့ရုရှားရဲ့စီးပွားရေးအကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်အရေးပါတဲ့အခန်းကဏ္ဍကနေဆောင်ရွက်ခဲ့ရပါတယ်။ ဒီရေတပ်ရဲ့တိတိတသာအားနည်းလာတာနဲ့ပင်လယ်ပြင်မှာလွတ်လပ်စွာလှုပ်ရှား권ဆုံးရှုံးမှုတွေဟာရုရှားရဲ့ရေတပ်အင်အားထုတ်ပြနိုင်စွမ်းနဲ့ကုန်သွယ်မှုနဲ့ထောက်ပံ့ရေးလိုင်းတောင်းတွေရဲ့လုံခြုံရေးကိုပါထိခိုက်စေနေပါတယ်။စစ်မဖြစ်ခင်ကရုရှားဟာပင်လယ်နဲ့ရေတပ်ကိုဒေသရင်းလုပ်ငန်းတွေတက်တာမကမြေထဲပင်လယ်နဲ့ဆက်သွယ်ဖို့တရားဖြစ်လေအသုံးပြုခဲ့ပါတယ်။သူတို့ရဲ့တင်မော်ရီဟာရေလက်ကြားတွေကိုပုံမှန်ဖြတ်သန်းပြီးမြေထဲပင်လယ်မှာရှိတဲ့ရုရှားရဲ့ပြင်ဆင်မှုစစ်ဆင်ရေးရေတပ်နဲ့ပူးပေါင်းကာ ဆီးရီးယားမှာလို့စစ်စင်ရေးတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။တူရကီကရေလက်ကြားတွေကိုစစ်သည်မော်တွေအတွက်ပိတ်လိုက်တဲ့အခါပင်လယ်နဲ့ရေတပ်ဟာသူ့ရဲ့နယ်ပယ်ထဲမှာပိတ်မိသွားခဲ့ပါတယ်။ပင်လယ်နဲ့ဟာရုရှားအတွက်စစ်ရေးနယ်မြေတစ်ခုလည်းမဟုတ်ပါဘူး။အရေးပါတဲ့စီးပွားရေးအသက်သွေးကြောတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ရုရှားကရေနံနဲ့ရေနံထွက်ပစ္စည်းအများပြားကို Novorossiysk 2XC နဲ့တာမန်စိတ်ကမ်းတွေကနေတင်ပို့ပါတယ်။ရုရှားကစပားကိုလည်းတင်ပို့ပြီး ပင်လယ်နက်ကနေကုန်ပစ္စည်းမျိုးစုံကိုတင်သွင်းပါတယ်။2014ခုနှစ်မှာရုရှားသိမ်းပိုက်လိုက်တဲ့ခရိုင်းမီးယားဟာကတ်ရေလက်ကြားတရားနဲ့ရုရှားပြည်မကြီးရဲ့ရေကြောင်းချိတ်ဆက်မှုပေါ်ထောက်ပံ့ပို့ဆောင်ရေးအရာအမိခုံနေရပါတယ်။ပြည်ပခါကဒီအချက်လက်တွေကိုတိတိတတ်တတ်နှောက်ယှက်ခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလကတည်းကယူကရိန်းစိတ်ကမ်းတွေကိုရုရှားကပိတ်ဆို့ခဲ့တဲ့အတွက်ယူကရိန်းဟာဂျုံပြောင်းမှုနဲ့ဟင်းသီးဟင်းရွက်စီအ धिक တင်ပို့သူဖြစ်တာကြောင့်ကမ္ဘာလုံးဆိုင်ရာသီးနှံအကျပ်တဲဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံတကာဖိအားပေးမှုအောက်မှာတီးနှံတင်ပို့ရေးအစီအစဉ်ကိုချုပ်ဆိုခဲ့ပြီးယူကရိန်းကိုထိန်းချုပ်ထားတဲ့အခြေအနေတွေအောက်မှာပြန်လည်တင်ပို့ခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့ရုရှားကတော့သူ့ရဲ့ကိုယ်ပိုင်စိုက်ပျိုးရေးထုတ်ကုန်တွေကိုပုံမလွယ်ကူစွာတင်ပို့ခွင့်ရခဲ့တဲ့အတွက်ဒီသဘောတူညီချက်ကနေအကျိုးအမြတ်ရရှိခဲ့ပါတယ်။ရုရှားက2023ခုနှစ်ဇူလိုင်လမှာဒီသဘောတူညီချက်ကနေတစ်ဖက်သက်နှုတ်ထွက်ခဲ့တဲ့အခါယူကရိန်းရဲ့စီးပွားရေးကိုလေပင်းညှစ်ပြီးနိုင်ငံရေးဩဇာရယူဖို့အရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ပင်လယ်နက်မှာယူကရိန်းရဲ့စစ်စင်ရေးအောင်မြင်မှုတွေကိုဒါဂိုဟန့်တားနိုင်ခဲ့ပါတယ်။မကြာခဏဆိုသလိုလှစ်လျူရှုခံရတဲ့ကဏ္ဍတစ်ခုကတော့ခရိုင်းမီးယားဘောရုရှားရဲ့ဩဇာလွှမ်းမိုးမှုပါပဲ။2014ခုနှစ်နောက်ပိုင်းမှာခရိုင်းမီးယားကိုစစ်ဘက်စခန်းတစ်ခုနဲ့ရုရှားတွေအတွက်ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပြောင်းလဲခဲ့ပါတယ်။စစ်ပွဲကခရီးသွားတွေကိုလုံးဝမောင်းထုတ်ခဲ့ပြီးဒေတာရင်းစီးပွားရေးကိုထိခိုက်စေခဲ့ပါတယ်။ ရေတောင်ပို့ဆောင်ရေးပိတ်ဆို့မှုကလည်း Crimea စိတ်ကမ်းတွေကနေတင်ပို့တဲ့ကုန်ပစ္စည်းပမာဏကိုလျှော့ချခဲ့ပါတယ်။၂023ခုနှစ်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေအပြင်းထန်ဆုံးအချိန်မှာကတ်ချ်မှာရှိတဲ့ကရိုးစိတ်မှာတန်းစီဆောင်တိုင်းနေတဲ့ကုန်ကားတန်းရှိကြီးတွေဖြစ်ပေါ်ခဲ့ပြီးဒေသခံတွေကိုစိတ်ကမ်း area တွေကနေဝေးဝေးနေဖို့အကြံပြုထားခဲ့ပါတယ်။ရုရှားရဲ့ရေတပ်ဆုံးရှုံးမှုတွေကပင်လယ်နက်မှာသူ့ရဲ့ရေကြောင်းအကျိုးစီးပွားတွေကိုပါတိတိတသာထိခိုက်စေခဲ့ပါတယ်။ဒါကြောင့်2023ခုနှစ်ကုန်ပိုင်းမှာ ရုရှားကယူကရိန်းရဲ့စွမ်းရည်အခြေခံအဆောက်အုံနဲ့ဒန်မြုစိတ်ကမ်းတွေကိုပုံကျဲတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလှုပ်ဆောင်ချက်တွေကရုရှားရဲ့ရေကြောင်းဆိုင်ရာဆုံးရှုံးရတာတွေကိုပြန်လည်ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး။ရုရှားရဲ့ပင်လယ်နဲ့ရေပင်လယ်နဲ့ထဲကရေတပ်ဟာအခြေအနေဆိုးရွားလာတာကိုပြသတဲ့နောက်ထပ်အချက်ကတော့သူတို့ရဲ့တရားဝင်ပြောဆိုမှုတွေပါပဲ။2023ခုနှစ်ဒုတိယနှစ်ဝက်လောက်ကစပြီးရုရှားယာရှိတွေဟာရေကြောင်းလေကြောင်းက ပိုရေးပါလာတာကြောင့် သူတို့ရဲ့ရေတက်တွေရဲ့အခန်းကဏ္ဍရော့ကျသွားမယ်လို့ပိုပြီးပြောလာကြပါတယ်။ဒါအပြင်ရုရှားဟာသူ့ရဲ့စစ်ရေတက်ကြောင့်ဖြစ်ပေါ်လာတဲ့အာဏာချက်တွေကို ပြန်ဖြည့်ဖို့နီလန်မျိုးတုံရှာဖွေနေပါတယ်။ဥပမာလေကျင်ရေးသင်္ဘောတွေကိုတိုက်ခိုက်ရေးတိုက်ခိုက်ရေး drone ပြစ်လွတ်စင်တွေအဖြစ်ပြောင်းလဲတာဒါမှမဟုတ်လက်နက်တပ်ဆင်ထားတဲ့အရက်သားသင်္ဘောတွေကိုအသုံးပြုတာလိုမျိုးထူးဆန်းတဲ့ထုတ်ပြန်ချက်တွေထွက်ပေါ်လာတာကိုကြည်ရင်သိနိုင်ပါတယ်။ဒါကြောင့်ရုရှားရဲ့စီးပွားရေးလုံခြုံရေးနဲ့ ရေချောင်းထောက်ပံ့ပို့ဆောင်ရေးတွေဟာဆိုးဆိုးရွားရွားထိခိုက်နေရပါတယ်။ပင်လယ်ဓာတ်ကနေတင်ပို့တာတွေနဲ့တင်သင်းတာတွေဟာအန်ဒီယရီပိုများလာပါတယ်။ယူကရိန်းရဲ့စီးပွားရေးကိုလေပင်းညှစ်ဖို့ရုရှားရဲ့ယူရဲချက်ကလည်းကြာရှုံးခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ယူကရိန်းကသူ့ရဲ့စစ်ရေးအောင်မြင်မှုတွေကြောင့်ပင်လယ်ဓာတ်ကနေကုန်ပစ္စည်းတွေပြန်လည်တင်ပို့နိုင်ခဲ့လို့ပါ။ရုရှားရဲ့တောင်ပိုင်းယူကရိန်းစစ်ဆင်ရေးအတွက်ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်ဖြစ်တဲ့ခရိုင်းမီးယားဟာလည်းအခုဆိုရင်ထိခိုက်လွယ်လာပြီးထောက်ပံ့ဖို့ခက်ခဲနေပါပြီ။ ။ရေရှည်မှာတော့ရင်းနှီးမြုပ်နှံသူတွေနဲ့ကုံသွယ်ဘက်တွေဟာပင်လယ်နက်ကိုမတည်ငြိမ်တဲ့ဒေသတစ်ခုဖြစ်ရှုမြင်လာကြမှာဖြစ်ပြီးဒါကရုရှားအတွက်စီးပွားရေးအရဆုံးရှုံးမှုတွေကြီးမားလာစေနိုင်ပါတယ်။ဒီထိခိုက်မှုတွေအားလုံးဟာရုရှားရဲ့စစ်ပွဲအားထုတ်မှုကိုကြဆင်းစေပြီးမော်စကိုမှာရှိတဲ့ခေါင်းဆောင်မှုပေါ်မေးခွန်းထုတ်စရာတွေဖြစ်ပေါ်စေပါတယ်။စီဝါရေးဆုံးရှုံးမှုတွေကိုခံစားနေရတဲ့ရုရှားဟာပိတ်ဆို့ရေးယူမှုတွေနဲ့စစ်ပွဲပင်ပန်းနွမ်းနယ်မှုတွေအတွက်ပို့ပြီးထိခိုက်လွယ်လာပါလိမ့်မယ်။ ချုပ်ပြောရရင်ပင်လယ်နက်မှာယူကရိန်းရဲ့အောင်မြင်မှုဟာစစ်နီးပြူဟာမှာတင်ကန်းသာချုပ်ကိုပေးစွမ်းနိုင်စမ်းရှိပါတယ်။အထင်ရှားဆုံးတင်ကန်းသာကတော့ရုရှားကသူ့ရဲ့ရန်သူကိုအထင်သေးခဲ့တာပါပဲ။ယူကရိန်းမှာတင်မောတွေမရှိပဲပင်လယ်ပြင်မှာ ကြီးကြီးမားမားချင်းချောက်နိုင်မှာမဟုတ်ဘူးလို့သူတို့ကယူဆခဲ့ပါတယ်။ဒီလိုအထင်သေးမျက်ကွယ်ပြုမှုက မော်စကိုနဲ့တခြားသူတွေကိုအလွန်ကြီးမားတဲ့တန်ဖိုးပေးဆက်စေခဲ့ပါတယ်။ပုံမှန်အားဖြင့်ရုရှားကသူ့ရဲ့တင်မောတွေကိုအတော်လေးသိငယ်တဲ့အုပ်စုတွေနဲ့နေရာချထားပါဗျ အင်အားကြီးတဲ့အဓိကသင်္ဘောတစ်စီးနဲ့ကျန်တာတွေကတော့သင်္ဘောငယ်လေးတွေကိုပတ်ပတ်လည်ချထားတယ်ဆိုတဲ့ပုံသင်တွေကသူတို့ကိုအလွယ်တကူတိုက်ခိုက်ခံရစေခဲ့ပါတယ်။ရုရှားတွေအတွက်လုံးဝအသေဆန်းဖြစ်တဲ့ချက်ကတော့ UAV လူမဲ့လေယာဉ်အုပ်စုလိုက်တိုက်ခိုက်မှုတွေကိုဘလို့မှဘလို့ကာကွယ်ရမလဲဆိုတာပါပဲ။ဆိုဗီယက်တွေဒီလိုမျိုးဘယ်တော့ငားမှမကြုံဘူးပါဘူး။ဒါကြောင့်သူတို့မှာဒီအတွက်အထူးသတ်မှတ်ထားတဲ့စစ်ရေးဆိုင်ရာအခန်းကဏ္ဍတွေမရှိခဲ့ပါဘူး။အခုတော့စစ်ဘက်ဆိုင်ရာစိတ်ကိုင်းစိတ်ကန်းတိုင်းကို ရင်ငုံသင်မော့တွေနဲ့မိုင်းတွေကနေကာဝယ်ရုံသာမကဒီမြန်တော့ဖြင့်လူမဲ့လေရင်တွေကနေလည်းကာဝယ်ရမယ်ဆိုတာရှင်းနေပါပြီ။ဒီလိုကြီးမားတဲ့ဆုံးရှုံးမှုတွေပြီးနောက်ရုရှားတွေဟာသူတို့ရဲ့တပ်သားတွေရဲ့ယုံကြည်မှုကိုပြန်လည်တိဆောက်ရပါလိမ့်မယ်။ယူကရိန်းရဲ့အောင်မြင်မှုတွေကစစ်ဘက်ဆိုင်ရာစမ်းသစ်တီထွင်မှုမှာရင်းနှီးမြှုပ်နှံခြင်းဟာအကျိုးအမြတ်ရရှိစေတယ်ဆိုတာကိုပြသခဲ့ပါတယ်။စစ်ပြီးတဲ့နောက်ယူကရိန်းမှာကြီးမားတဲ့ကော်ဗတ်ဒါမှမဟုတ် free gate သင်္ဘောကြီးတွေတိဆောက်ဖို့အရင်းမြစ်တွေရရှိနိုင်မှာမဟုတ်ပေမဲ့ ဒရုန်းရေတပ်တွေကိုသူ့ရဲ့ကမ်းခြေကာဝေးရေးရဲ့တစိုက်တစ်ပိုင်းဖြစ်သတ်မှတ်နိုင်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ယူကရိန်းရဲ့စစ်ထမမြောက်ဒရုန်းရေတပ်ကိုမြင်ရနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။